ဖះမှာလက်ဘယ်နှစ်ဖက်ရှိလဲနှစ်ဖက်ရှိတယ်လက်ရလက်နဲ့လက်ဝဲလက်ဖះရဲ့လက်ရလက်ဟာဖះဤကြီးမြတ်သောဂုံကြီးလက်ဝဲလက်ကကောင်းမြတ်သောဂုံကြီး goodness ဖះလက်ဘယ်နှစ်ဖက်ရှိလဲနှစ်ဖက်ရှိတယ်ဖះဆိုင်ရာဂုံကြီးလို့ပြောရင်လက်နှစ်ဖက်လုံးဟာဖះရဲ့ဂုံကြီးပဲနှစ်ဖက်စလုံးဒါပေမဲ့ဖះရဲ့ဂုံကြီးအแทမှာကြီးမြတ်တဲ့ဂုံကြီးနဲ့ ကောင်းမြတ်တဲ့ဂုံရည်ကိုကျွန်တော်တို့ပိုင်းခြားနာလဲဖို့လို့ရတယ်။လက်ရလက်ရကြီးမြတ်သောဂုံရည်ဟာဘလို့နီးနဲ့အလုတ်လုတ်လဲဆိုတော့အနှုတ်သဘောဆောင်ရာ အလုတ်လုတ်တယ်။လက်ဝဲလက်ဖျားရဲ့ကောင်းမြတ်တဲ့ဂုံရည်ဟာဘလို့အလုတ်လုတ်လဲဆိုတော့အပေါင်းသဘောဆိုင်ရာအလုတ်လုတ်တယ်ဖျားကအနှုတ်နဲ့အပေါင်းအပေါင်းနဲ့အနှုတ်ကိုညတာစွာအလုတ်လုတ်တော့ဖျားဖြစ်တယ်။ဘလို့မလုတ်ဘူးလဲဆိုတော့ အနှုတ်ဖက်ကိုပဲတစ်ဖက်ဆောင်းနေဖះဟာတန်ရှင်းနဲ့တန်ရှင်းနဲ့ဖြောင်းပတ်တဲ့ဖြောင်းပတ်တဲ့စီးရင်နဲ့စီးရင်နဲ့တစ္ဆာနဲ့ပြည့်စုံတဲ့တမာတရားဖြစ်တဲ့စစ်မှန်ခြင်းဖြစ်တဲ့ဆိုတဲ့အဲ့ဒီတစ်ဖက်ဆောင်းနေကြီးပဲအလုံးမလုံးလို့ဖះသခင်ကနှိတ်ချတဲ့နူးညံ့တဲ့တနာတဲ့ကျေးဇူးပြုတဲ့ချစ်ချင်းမြတ်တာဖြစ်တဲ့ဆိုတဲ့လဝဲလက်ကုံရီမှာပဲတစ်ဖက်ဆောင်းနေအလုံးအပေါင်းနဲ့အနှုတ်ကိုမျှတစွာအလုံးလုံးတော့အဲ့ဒါဖះရဲ့အုပ်ဆိုးစီမံမှု အဲ့ဒါဖခင်ရဲ့အုပ်ဆိုးစီမှာမဟုတ်အဲ့ဒါကိုမသိရင်ကျွန်တော်ဘလို့အသက်ရှင်ရမှသိမှာမဟုတ်ယောသားစွာပြောရင်ကျမ်းစာဘလောက်တတ်တတ်ဘလောက်ပဲတရားဟောတတ်တတ်ဘလောက်ပဲကျမ်းစာသင်တတ်တတ်အဲ့ဒီဖခင်ရဲ့ဂုံရည်လက်နှစ်ဖက်ကြီးမြတ်သောဂုံရည်နဲ့ကောင်းမြတ်တဲ့ဂုံရည်ဘလို့မျှတစွာဖခင်အလုတ်လုတ်တယ်လဲဆိုတာကိုဖခင်ရဲ့အဲ့ဒီအုပ်ဆိုးစီမံမှုဘလို့အလုတ်လုတ်တယ်လဲဆိုတာကိုမသိရင်ကျွန်တော်ခရိယာအသက်တာအသက်ရှင်ခြင်းဟာ ။တမာတရားဆိုင်ရာမှာကျွန်တော်တို့အသက်မရှင်တတ်ဘူးဆိုတာကိုနားလည်ဖို့လိုတယ်။ညီကူပေါင်းတို့ဖခင်မှာဂုံရည်များစွာ ရှိတဲ့အထက်ကဖခင်ရဲ့လက်ရလက်ဂုံရည်ထဲမှာအ ਨੇ စုံ၅ချက်တိဖို့လိုသလိုဖခင်ရဲ့လက်ဝဲလက်မှာရှိတဲ့ဂုံရည်ကိုလည်းအ ਨੇ စုံ၅ချက်တိဖို့လိုတယ်ညီကူပေါင်းတို့အယူဆုံးလက်ရလက်တစ်ချက်ကျွန်တော်ဆင်ခြင်ရအောင်။ဖခင်ရဲ့လက်ရလက်ဂုံရည်ထဲမှာနံပါတ်၁ဖခင်သခင်ဤဂုံရည်ဟာအရေးအကြီးဆုံးသည်ဖခင်သခင်သည်တန့်ရှင်းတယ် ဖျားသခင်သည်တန်ရှင်းတယ်ဖျားရဲ့ဂုံရီထဲမှာကြီးမြတ်တဲ့ဂုံရီထဲမှာနောက်တစ်ခုဖျားရဲ့ဂုံရီထဲမှာဖျားဟာဖြောင်းမှတ်တယ်ဘာလို့လဲဖျားရဲ့ဂုံရီထဲမှာကြီးမြတ်တဲ့ဂုံရီထဲမှာနမနစ်ကပါလဲဖြောင်းမှတ်တန်ရှင်းတယ်ဖြောင်းမှတ်တယ်နောက်တစ်ခုအဲ့ဒီဖျားကစီရင်တဲ့တရားမင်းလဲဖြစ်တဲ့ judge holy righteousness judge ဖះအတန်ရှင်းတဲ့ဖះဖြစ်သလိုဖြောင့်မတ်တဲ့ဖះဖြစ်သလိုဖះသခင်ကစီရင်တော်တရားမင်းလဲတရားသူကြီးတဲ့သူကတရားမင်းဖြစ်တဲ့ judge တရားစီရင်တော်ဖះနောက်တစ်ခုအဲ့ဒီဖះဟာသစ္စာနဲ့ပြည့်စုံတော်ဖះလဲ faithful နောက်ဆုံးတစ်ချက်အဲ့ဒီဖះဟာစစ်မှန်ခြင်း true တမာတရားလဲဖြစ်တယ်တန်ရှင်းတယ်ဖြောင့်မတ်တယ်တရားစီရင်တော်အဖာဖြစ်သလိုသစ္စာနဲ့ပြည့်စုံ၍ စစ်မှန်ခြင်းဖြစ်တယ်အဲ့ဒါဖရာရဲ့လက်ရာလက်ကြီးမြတ်သောဂုံရည်လက်ဝဲလက်ဖရာရဲ့ကောင်းမြတ်တဲ့ဂုံရည်ရှိတယ်ဖရာရဲ့လက်ဝဲလက်ကောင်းမြတ်တဲ့ဂုံရည်ကအပေါင်းသဘောဆောင်တဲ့အလုတ်လောက်တာဖြစ်တယ်ဖရာရဲ့လက်ဝဲလက်ထဲမှာဆိုရင်ဖရာသခင်ဟာချစ်ချင်းမြတ်တာဖြစ်တယ်ဖရာသခင်သည်ချစ်ချင်းမြတ်တာဖြစ်တယ်ပြီးရင်ဖရာသခင်ဟာကောင်းမြတ်တယ်နောက်တစ်ခုဖရာသခင်ဟာကောင်းမြတ်ပြီးတော့ဗာလဲခြေဆုပြုတယ် ကျေးဇူးပြုတယ်ပြီးတော့အဲ့ဒီဖခါကတနာတက်တဲ့သဘောရှိတယ်ပြီးတော့အဲ့ဒီဖခါကမလုပ်လဲစေတနာရှိတယ်ဖခါရဲ့လက်ဝဲလက်ကိုယ်ရင်ထဲမှာဘယ်နှချက်ရှိလဲငါချက်နံပါတ်1ဖခါသခင်သည်ချစ်ချင်းမေတ္တာဖြစ်တဲ့ဖခါသခင်သည် ကောင်းမြတ်တော်မူသောဖခါဖြစ်တဲ့ဖခါသခင်သည် စေတနာရှိတော်မူသောဖခါဖြစ်တဲ့ဖခါသခင်သည်ကျေးဇူးပြုတတ်သောသဘောရှိတယ်ဖခါသခင်သည်တနာစုံမတ်တတ်သောသဘော ရှိတယ်အဲ့ဒါဖရားရဲ့ကောင်းမြတ်တဲ့ဂုဏ်ကြီးဤကုမွန်မတို့ကျွန်တော်တို့များစွာသောယုံကြည်သူတွေရဲ့အသက်တာကအဲ့ဒီဂုဏ်ကြီးထဲမှာကျွန်တော်နှစ်သက်တာကလက်ဝဲလက်ကိုနှစ်သက်တယ် positive လေ तू อ่ะဘာအောင်နှစ်သက်တယ်လဲလက်ဝဲလက်ကိုနှစ်သက်တယ်အပေါင်းသဘောဆောင်တာကိုနှစ်သက်တယ်ဖရားသခင်ဟာမြတ်တာရှင်ဖြစ်တယ်ဖရားသခင်ဟာတနာစုံမဲ့တယ် ဖျားသခင်ဟာကျေးဇူးပြုတယ်ဖျားသခင်ဟာကောင်းမြတ်တယ်လို့ကျွန်တော်တို့ကအဲ့ဒီလက်ဝဲလက်ကိုပို့ပြီးမှကျွန်တော်တို့ကတစ်ဖက်ဆောင်တဲ့အာယုံစိုက်တာများတယ်ပြောပြပြီးဖျားကလက်နှစ်ဖက်ကိုဘလို့အလုလုတယ်လဲဆိုတော့မြတ်တစွာအလုလုတယ်ဆိုတာကိုနားလည်ဖို့ကျေးဇူးပြုလားလို့မေးရင်ကျေးဇူးပြုပါတယ်မေတ္တာရှင် ဖြစ်လားလို့မေးရင်မေတ္တာရှင် ဖြစ်ပါတယ်ဒါပေမဲ့မတန်ရှင်းတဲ့အရာအပေါ်မှာကျေးဇူးပြုလို့ မရဘူးမဖြောင့်မတ်တဲ့အရာပေါ်မှာဖျားသိခင်ကသနာစုံမဲ့တက်လို့မရဘူးတန်ရှင်းခြင်းမရှိဖြောင့်မတ်ခြင်းမရှိသစ္စာတရားမရှိရင်စီရင်တဲ့အဖာဖြစ်တယ်ဆိုတာကိုလည်းနားလည်ဖို့အလွန်အရေးကြီးတယ်ခရိယန်တွေကဖျားရဲ့မေတ္တာဖျားသခင်မေတ္တာတော်တွန်းလောင်းတော်မူပါစေတနာတော်နဲ့ပြည့်စုံတော်ဖျားသနာစုံမဲ့တက်တော်ဖျားဒါပေမဲ့အသက်တာအသက်ရှင်ခြင်းကြတော့ဖြောင့်မတ်ခြင်းမရှိဖျားရဲ့တန်ရှင်းခြင်းကိုကျွန်တော်တို့ကမမျော်လင့်တတ်ဘူးညီကိုမောင်နှမတို့ဒီအရာက အလွန် အရေးကြီးတယ်ဆိုတာကိုနားလည်စေချင်တယ်